ကာဆယ်ကိုနိုင်ပြခဲ့ပြီးတဲ့နောက်အာဆင်နယ်ကစိတ်သက်ပိုင်းခိုင်မာတဲ့အသင်းဖြစ်လာပြီလို့အာဒီတာကြွေးကြော်ပရိသတ်များရောမင်းနာများအာဆင်နယ်လက်ချက်ဟက်ကနေပြန်လည်ကြော်လိုက်ပါတယ်ညကဆယ်သိန်းကိုနောက်ချအသွင်းကိုနဲ့နိုင်ပြလိုက်တာကအာဆင်နယ်အသင်းရဲ့စိတ်ပိုင်းဆိုင်ရာခိုင်မာမှုကိုပြသလိုက်တာဖြစ်တယ်လို့နီးမြအာဒီတာကကြွေးကြော်လိုက်ပါတယ်အာဆင်နယ်အသင်းကညကဆယ်ယူနိုက်တက်ကိုဝေးကွက်မှာနှစ်ဂိုးတစ်ဂိုးနဲ့နိုင်ရရှိခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်ဟာဒီဟာဒီရဲ့အကောင်းဆုံးဆန်းဆောင်ရည်တွေကတစ်ခုလို့တော့မှပြောလို့ရပါတယ် အာဆင်နယ်တင်းအောင်ဝေးခွင့်မှာနေကဆယ်တိုင်းဆင်မှုကတီမာဒီရဲ့ခေါင်းတိုင်အတွင်းကိုနဲ့ဥစားမှုကိုခံခဲ့ရပြီးခြေပါကိုရဖို့ကိုယုံကန်နေခဲ့ရတာဖြစ်ပါတယ်။ပွဲချိန်84မိနစ်မှာမာရီနိုကအာဆင်နယ်အတွက်ခြေပါကိုသွင်းခဲ့သလိုအနာကျင်ချိန်မှာ6မိနစ်မှာနောက်ခံလူဂါဘရီယယ်ကအာဆင်နယ်အတွက်အဖိုးတန်နိုင်ကိုကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒီအနိုင်ရလက်ကအာဆင်နယ်ကိုလက်ရှိချန်ပီယံလီဗာပူးနဲ့နှစ်မှတ်အကွာမှာအဆင့်နှစ်နေရာကိုရောက်ရှိစေခဲ့ပြီးနေပြအာရီတာပြောခဲ့သလိုပါပဲ။ဒီပွဲဟာအသင်းရဲ့စိတ်သက်ပိုင်းဆိုင်ရာခိုင်မာမှုနဲ့ခြေစွမ်းပိုင်းဆိုင်ရာတိုးတက်မှုကိုတက်တည်ပြခဲ့တဲ့ပွဲလေးဖြစ်ပါတယ်။ အာရီနာကဒီပွဲဟာအာဆင်နယ်ရဲ့စိတ်ပိုင်းဆိုင်ရာခိုင်မာမှုကိုပြသလိုက်တာပါလို့ပြောခဲ့တာကဒေနိုင်ရလည်းတန်ဖိုးကိုထင်ရှားစေပါတယ်။နျူကာဆယ်အင်ဂွင်းစင်ဂျင်ဘက်ဟာပရီးမီယာလိမှာကစားရအခက်ဆုံးကုနေတဲ့ကတစ်ခုဖြစ်ပါတယ်။နျူကာဆယ်တိုင်းဆိုင်ရာအာဆင်နယ်ကန်စစ်ကိုဖိအားပေးနိုင်ခဲ့ပြီးဒီဟာဒီမှာရလည်းပိုင်းချေသွားပိုင်းကြာဆင်းတဲ့နျူကာဆယ်ကစားပုံကလည်းဒီပွဲမှာမှမကြောမှုအပြည့်ပြန်ဖြစ်နေခဲ့တာပါ။ ဒီလိုအချိန်ဒီမှာအာဆင်နယ်အားခြေပါကူးရဖို့ရုန်းကန်ခဲ့ရပြီးပွဲချိန်မိနစ်80အထိဂေါ်ပေါက်ကန်သွင်းမှု၃ချိန်သာရှိခဲ့ပါတယ်။ဒါပေမဲ့အာဆင်နယ်ကစားမတွေကစိတ်ထဲမကျဘဲနဲ့ဆက်လက်ကြိုးစားခဲ့ပါတယ်။မိုင်းနွေရဲ့ခြေပါကူးဟာအာဆင်နယ်ရဲ့ဆန်းစာရီကိုပြသခဲ့ပြီးနောက်ဆုံးမိနစ်မှာဂါဘရီယယ်ရဲ့အနိုင်ဂိုးကအသင်းရဲ့မဆုံးမိနစ်စိတ်ထဲကိုထင်ရှားစေခဲ့ပါတယ်။အာဒီတာကဒီအကြောင်းကိုဒီလိုဝေးခွေးမှာနောက်ကျကိုနဲ့အနိုင်ရဖို့ဆိုတာကစိတ်ပိုင်းဆိုင်ရာတန်ပါမှုနဲ့စီလုံးမှုလိုအပ်ပါတယ်။ကျွန်တော်တို့အသင်းကဒါကိုတည်တည်ပြလိုက်ပါပြီလို့ကြွေးကြော်ခဲ့ပါတယ်။ ဒီဘက်ဟောင်းအာဆနယ်ရဲ့စေပိုင်းဆိုင်ရာတိုးတက်မှုကိုထင်ရှားစေခဲ့ပြီးအထူးသဖြင့်လီဗာပူးကိုရှုံးထားပြီးတော့မန်စီးတီးနဲ့တေးကြားခဲ့တဲ့နောက်ပိုင်းမှာဒီလိုအနိုင်ရလက်ဟာအသင်းရဲ့ယုံကြည်မှုကိုပြန်လည်တည်ဆောက်ပေးခဲ့ပါတယ် အာရီလာကနျူကာဆယ်ကိုအိမ်ခွဲမှာကစားရခန့်ဆောင်အတင်းတင်းလို့ဖော်ပြခဲ့တာကမှမပါဘူးနျူကာဆယ်ဟာ sorry အာရီပြရဲ့ယင်းနှမြုံနယ်မှုနဲ့အတူပြီးခဲ့တဲ့နှစ်တည်းအတွင်းမှာခြေစွမ်းပိုင်းကအတော်လေးကိုတွတ်တလာခဲ့ပါတယ်ဒီဘက်မှာဆိုရင်နျူကာဆယ်ဟာဘောလုံးပိုင်ဆိုင်မှု၄၀နှစ်ရာခိုင်နှုန်းသာရှိခဲ့ပေမဲ့မျော်မှန်းခိုးရနိုင်ချေကတင်းတမရှိချိန်တည်းရရှိခဲ့ပြီးအာဆင်နယ်ရဲ့နှစ်သက်သမတစ်ချိန်နဲ့မတိမတလာပဲကွာခြားခဲ့တာဖြစ်ပါတယ်ဒီလိုခက်ခဲတဲ့အဝေးခွင်မှာအာဆင်နယ်ဟာသူရဲ့ကစားဟန်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီးအထူးသဖြင့်ဒုတိယပိုင်းမှာအလယ်တန်းကနေကစားဘက်ဖန်တီးမှုတွေဟာအနိုင်ရလဲအတွက်အဓိကခံကဏ္ဍနဲ့ပါဝင်ခဲ့ပါတယ်ဒီဘက်မှာရရှိခဲ့တဲ့ခိုးတွေကအာဆင်နယ်ရဲ့ကစားကွက်ပိုင်းဆ ဆိုင်ရာတိုးတက်မှုနဲ့ပွဲချိန်နောက်ပိုင်းမှာအာယုံစုလိုက်မှုပြန်စီမဲ့နိုင်ဝဲရရှိအောင်အစုံနဲ့တိုက်ဝဲဝင်တဲ့စိတ်ဓာတ်ကိုပြသပါရင်အာဒီတာကအနုကဆယ်လိုအတင်းကိုအနိုင်ရဖို့အဆိုရင်ကစားမတွေရဲ့စီလုံးမှုနဲ့စိတ်သက်ကိုအလိုအပ်ပါရင်ဒီဘက်ကကျွန်တော်တို့အတင်းရဲ့နောက်တစ်ဆင့်ကိုပြသလိုက်ကြပါလို့မှတ်ချက်ပေးခဲ့ပါရင်အာဒီတာကလီဗာပူးကိုရှုံးနာပြီးမန်စီးတီးနဲ့တင်ချားခဲ့တဲ့ပွဲတွေပြီးတဲ့နောက်ဒီနိုင်ရလည်းဟာအလွန်ရေးကြီးတယ်လို့ဖော်ပြခဲ့တာဟာဒီဘက်ရဲ့တန်ဖိုးကိုပုံမထင်ရှားစေခဲ့ပါရင် အာဆင်နယ်ဟာအသင်းကြီးချင်းချင်းထိတဲ့တွေ့တဲ့ပွဲတွေဖြစ်တဲ့လဘောင်းနဲ့ပွဲမှာဝမ်စီနဲ့ရှုံးနေခဲ့ပြီးမန်စီနီကိုဝမ်ဝမ်တင်ကြားခဲ့တာကြောင့်ရမတ်ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ဒါကမဘေးဖလားရက်တီချန်နဲ့ပိုလို့ဝေးကွာသွားစေနိုင်တဲ့အကြောင်းတရားတွေဖြစ်ပေမဲ့ဒီတော့မှာတော့လဘောင်းတို့ရမတ်ဆုံးရှုံးလိုက်ရတဲ့အပေါ်မှာအာဆင်နယ်ကအခွင့်အရေးကိုအကောင်းဆုံးသုံးချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကချန်ပီယံစုကိုရည်မှန်းထားတဲ့အသင်းသင်းမှာမရှိမဖြစ်လိုအပ်တဲ့အချက်လည်းဖြစ်ပါတယ်။ညီကတို့ကရောညူကာဆင်နယ်ပွဲအစဉ်ကအာဆင်နယ်တင်းရဲ့ခြေစွမ်းကိုဘယ်လိုများမြင်ပါလဲ။ကောမန့်ပါမယ့်အချက်ပေးပြီးတော့ပြောကြားပေးလို့ရပါတယ်။ဟုတ်ကဲ့ပါဗျာ view link ကတော့ပါပဲ။ နောက်နေ့မှာလည်းအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဘလေးကိုလည်း share ပေးချပါအောင်လို့ပြောရင်းနေကောင်းချိုလိုက်ရပါရင်ခင်ဗျာ